စရိုက်ကိုပဲပြင်ရမှာကိုစရိုက်တခါခါကျတော့ဟိုမွေးလာတဲ့ဟိုစရိုက်ကမကောင်းမိမဲ့ပတ်ဝန်းကျင်ကောင်းရင်သူကကောင်းတဲ့ဘက်ကို90ရာခိုင်နှုန်းပါသွားอืมแต่ลูมาลิวีซ่าเนี่ยปတ်ဝင်းကြီးဆိုတာရှိวีซ่าဆိုမွေးလာတဲ့ပါလာတာမွေးလာတဲ့วีซ่าကမကောင်းဘူးဒါပေမဲ့ပြုတ်ပြင်မှုအားကောင်းတဲ့ပတ်ဝန်းကျင်မိဘအတိုင်းဝိုင်းရွှေမျိုးအတိုင်းဝိုင်းမှာရောက်သွားတဲ့လူကမကောင်းတဲ့วีซ่าပါလာရင်မဲ့သူက50%လောက်တော့ပြောင်းသွားတယ် 50ရာခိုင်နှုန်းတော့ကောင်းတဲ့ဘက်ကိုပါသွားတယ်။တချို့မွေးလာတဲ့ဗီဇာလေးကကောင်းတယ်။နော်50ရာခိုင်နှုန်းတော့ကောင်းတယ်။တော်တော်လေးကောင်းတယ်ဗီဇာ။ဒါပေမဲ့မကောင်းတဲ့လူတွေအတိုင်းဝိုင်းနေရအဲ့လူကပျက်စီးသွားတာ။တခါဘုန်းကြီးတို့လက်တွေ့ဘဝထဲမှာအခုဘာတွေကြုံလဲဆိုဘုန်းကြီးတို့နေဘက်ကကလေးတွေတောကကလေးတွေတက်လာမလို့တက်မကင်တက်ဘုရားကယဉ်ယဉ်ရင်ကြီးကြီးတင်းနေမှုဝင်ကလေးတွေကလို့ဆရာမရှိတော့ဘယ်လိုင်းနဲ့ရောက်သွားဆိုအဲ့ဘတ်စကားလိုင်းနဲ့ရောက်စပယ်ယာလိုင်းနဲ့ရောက် စပယ်ရလိုက်နေစပယ်ရတဲ့တော်တော်ကျန်းတာအပြောဆိုလဲကျန်းအလုတ်ကန်လဲကျန်းသူတို့ကငရဲ့ရွာမာနေတုန်းကတကယ်ရိုးသားဖြူစင်တဲ့ကလေးတွေကအဲ့တိုင်းလဲရောက်တော့သူတို့ပါလေသူတို့ပေါင်းတဲ့အတိုင်းဝိုင်းရောက်ပြီးတော့ဒီကုန်းနေပါစရိုက်တွေကျန်းကုန်ပြောဆိုတွေကျန်းကုန်တဲ့အကျန်းစီတွေကျန်းကုန်အော်ဗီဇတွေကောင်းခဲ့ပေမဲ့ပတ်ဝန်းကျင်မကောင်းတဲ့အခါကျတော့ဝိုင်းတဲ့အဲ့တဲ့ရောက်တော့အဲ့လိုဖြစ်ကုန်တာဟောတခါခါကျရင်ညစ်ကြေးသိမ်မွေးတဲ့ကလေးတွေငစိမ့်နှမ်းနဲ့ရောက်တော့ငစိမ့်တဲ့ဇဲတွေပါလာအိုး ပြောတာဆိုတာအချင်းနေပါပါအချင်းနေပါဘာကြောင့်မလို့သူများဆဲကိုမပြင်းနဲ့ကိုယ့်ဆဲကိုပြင်ရမှာကိုယ့်ဆဲကိုပြင်ရမှာကိုကကောင်းတဲ့အပိုင်းအတိုင်းဝန်းနဲ့များများပေါင်းနိုင်အောင်ကြိုးစားရမယ်ကောင်းတဲ့အလေးထားလေးများများယူနိုင်အောင်ကြိုးစားရမယ်ကောင်းတဲ့အတိတ်ကျင်လေးများများလုပ်နိုင်အောင်ကြိုးစားရတယ်အဲ့လိုကိုယ့်ဆဲလေးကိုပြင်ပြီးတော့ကောင်းတာလေးတွေကိုလှုပ်တတ်တဲ့စွမ်းအားလေးရှိပြီဆိုရင်ကိုကကောင်းတာလေးတွေစပြီးလုပ်ပြီးပြီဆိုရင် သူများကိုလည်းတက်နိုင်တယ်များပြောင်းကြည့်ရမယ် ူများကိုတတ်နိုင်သမျှပြောင်းကြည့်ရဆိုတာကအကောင်းတော့အကုန်လုံးတော့ကောင်းနေမှာကောင်းမှာဒါပေမဲ့ကိုကအရင်စကောင်းပြီးနေကိုကစေနာကောင်းလေးနဲ့ပြုပြင်ကြည့်လိုက်ရှင်ကောင်းသွားမှာစိတ်ထားလေးတွေကလူတွေကမြဲတမ်းစိတ်ကိုစောင့်ကြည့်ပြီးတော့ပြုပြင်ရမှာတော့အလေးချိန်ပဲအမှန်ကတော့လေဟိုစိတ်ကမပျော်ဘူးကောင်းတာတွေမလုပ်ချင်ဘူးဆိုရင်လွတ်ထိုင်ရင်ဒီစိတ်ကကောင်းတဲ့ဘက်တော့ပြန်လှည့်လာပေါ့စိတ်ကများတော့မကောင်းတဲ့ဆွဲရနာကိုပါသွားတယ်အပြုပြင်ကြည့်မယ်ဆိုရင်တော့ လူတော်ပြုပင်လို့ရဘုန်းကြီးကိုရင်လေးတွေငယ်တော့ဖះရှိခိုးတာအစကပောက်တေးကပောက်ကြအခါကျရင်ဟိုသူတို့ကိုရင်လေးတွေဖះရှိခိုးနေဖះအာယုံမရဘူးဖះအာယုံမရဘူးဟိုလက်ကဝဲကောရတာနဲ့ဟိုကြည့်ဒီကလေးဆိုတော့အကလေးလိုပဲနေအကလေးလိုပဲနေမဲ့ပြုပင်လို့မရဒီတိုင်းလှုပ်တိုင်းဒီကလေးကြပိုးဆိုးပါလေအဲ့တော့ဘုန်းကြီးတို့ကိုယ်တိုင်နောက်ကနေ9ရက်လောက်ပြုပင်ကြည့်လိုက် ကိုကိုတိုင်းနောက်ကနေလမ်းလျှောက်ပြီးရှ िख ိုးတယ်။ကိုဝင်လေးတွေလက်အုပ်တွေမချီတော့ဘူး။ဟိုဆော့ဒီဆော့ဆိုင်လက်ကလေးနဲ့ကင်ပြီးတော့လက်အုပ်ပုံစံမျိုးတွေကြာကုန်ပုံစံမျိုးတွေလှုပ်ပြီးတော့ရှ िख ိုးခိုင်းတယ်။နည်းနည်းလေးငါချင်မဲ့နောက်ကလေတတိလေးတွေပေးတယ်။ထိုင်တာဆစနစ်ကြောင့်တန်းအောင်ထိုင် training ခေါ်တာပေါ့။လူတွေကို training ပေးလို့ရတယ်။စိတ်ကိုလည်း training ပေးလို့ရတယ်။လှုပ်ပြီးလို့ရတယ်။ training လုပ်ပေးရတယ်စိတ်က။ဟို မကောင်းတာတွေမှာပျော်နေတဲ့စိတ်ကိုကောင်းတာလေးတွေပါအောင်လှုပ်ပေးလို့ရှိရင်သူကလေလှုပ်ရင်းလှုပ်ရင်းနဲ့ဒီစိတ်ကလေးမှာကောင်းတဲ့စိတ်ကလေးပျော့ပျော့လာတာစိတ်ကတို့စားပေးမှာတော့နှသူနဲ့တင်တာနှသူစိတ်ကအမြဲတမ်းခုံပေါက်နေတာနော်နှသူကလည်းအမြဲတမ်းခုံပေါက်နေထို့တွေ့စိတ်ကလည်းပဲအမြဲတမ်းဟိုရောက်လိုက်ဒီရောက်လိုက်တရားထိုင်ပူဆိုတယ်ဟိုထွက်လိုက်ဒီထွက်လိုက် ခုံပေါက်ပြီးကမြင်ကြောထားပြီးတော့နေတဲ့ဟိုနှသူလေးလိုစိတ်ကလည်းခုံပေါက်ပြီးတော့နေတဲ့အတွက်အဲ့ဒီခုံပေါက်နေတဲ့ ဟိုစိတ်နဲ့နှစ်သိုးနဲ့တွေ့စိတ်ကလေးဒီတိုင်းလွတ်ထားရတော့ကိုယ့်ရှိတော့ပြန်ပါအောင်မို့သူလျှောက်သွားတယ်အဲ့တော့သူ့ကိုဘာလုပ်ရမလဲနှစ်သိုးခြိတိုင်းမှာခြိရခြိတိုင်းမှာခြိလို့ရှိရင်တော့ရုံးမှာပဲခြိတဲ့ချင်းရုံးမှာပဲရုံးရုံးပါစေခြိတိုင်းကလွတ်အောင်မလွတ်အောင်ပြန်ပြန်ပြီးထိမ့်ထိမ့်ပြီးတယ်ရုံးရုံးနဲ့ကြာတော့အဲ့နှစ်သိုးကခြိတိုင်းမှာရုံးရုံးနဲ့ရုံးမရကြာတော့မောပြီးတော့ငြိမ်သွားမောပြီးတော့ငြိမ်သွားနှစ်သိုးငြိမ်သွားထို့ပြီးစိတ်ကလည်းပဲ ကြည်အားထုတ်ခင်အခုတစ်လေးကိုထင်းရတော့ခက်တာပဲထွက်မှာပဲထွက်လိုက်ပြန်ဆွဲလိုက်ထွက်လိုက်ပြန်ဆွဲလိုက်တတိလေးနဲ့ပြန်ဆွဲလိုက်ပြန်ဆွဲလိုက်လို့ရင်ကြာတော့အိတ်စိတ်ကအပြင်မထွက်တော့ဘူးကိုယ့်စီပြန်ရောက်လာတော့တရားထိုင်တတိလေးတွေရလာစိတ်ကို mind training ခေါ်တာစိတ်ကိုလေ့ကျင့်အဲ့ဒီထို့တွေလူတွေကိုလူတွေကို training ပေးတာခုနကကိုယ်ရင်လေးတွေကိုလေ့ကျင့်ပေးခုနှစ်ရက်လောက်ကိုယ်တိုင် training လုပ်ပေးအချိန်လေးတီးကြအောင်ရှစ်ခိုးတာလေးမှတ်အောင်စိုးတာလေးမှတ်အောင် ခုနှစ်လောက်အသားချအောင်လုပ်ပြီးတလားလောက်ခုနှစ်မရရင်တလားအသားချအောင်လုပ်ပြီးနောက်တော့သူတို့ကဒီပုံစံကွက်လေးဝင်သွားပြီဒီတိုင်းလေးနဲ့ဟိုစေတနာကိုရင်လေးကလေးဆိုတော့စေနာဟိုရောက်တရားစိတ်ကဟိုရောက်တရားဖြစ်ရင်ဖြစ်မယ်ညစနစ်ကတော့ကြာသွားပြီတဲ့နောက်တော့ဒါလေးနဲ့စနစ်ကြာသွားသူတို့က